ားလုံးပဲမင်္ဂလာပါရှင်အဲ့တော့ဂျိုဒီကဘယ်နေ့တွေမှာဘာတွေပြောင်းသလဲဆိုတာကိုကျွန်မအရင်ဆုံးပြောပါမယ် ဇာသပတိဂျူပေါ့နော်ဒါကတော့ဇာသပတိဂျူအပြောင်းလဲတစ်ခုလောက်တိုင်းတစ်ခုပြောင်းတိုင်းလူတွေရဲ့ကံကြမ္မာတွေဟာလည်းပြောင်းလဲတယ်ဘလို့ကံကြမ္မာတွေပြောင်းလဲလဲလို့ပြောရင်ငွေကြေးကံကြမ္မာတွေပြောင်းလဲတယ်အဲပြီးတော့အိုးအိမ်ပိုင်ဆိုင်မှုတွေပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့အပြောင်းလဲကြုံရတယ်နောက်တစ်ခုကကျမ်းမာရေးပေါ့နော်ဒါတွေကဇာသပတိပြောင်းတိုင်းမှာလူတွေရဲ့ကံကြမ္မာတွေလိုက်ပြောင်းတယ်အဲ့တော့ဂျိုတွေထဲမှာဇာသပတိဂျိုနဲ့စနေဂျိုက เนาะသူတို့ကအကြီးဂျိုးအကြီးတွေပေါ့เนาะအဲပါပဂျိုးအနေနဲ့ဆိုစနေဂျိုးစနေနဲ့ယာဟုစနေယာဟုပြောင်းနိုင်လူတွေရဲ့ကံကြမ္မာဟာပြောင်းနေမကောင်းတဲ့ဘက်ကိုပို့ပြောင်းနေပေါ့เนาะจาตบรีပြောင်းနိုင်ကောင်းတဲ့ဘက်ကိုပို့ပြီးတော့ပြောင်းနေဒါပေမဲ့จาตบรีကလည်းเนาะကျမတို့အတွက်လူတိုင်းအတွက်จาตบรีဂျိုးစနေဂျိုးเนาะနောက်ပြီးတော့ပါပဂျိုးတွေဖြစ်တဲ့ အင်္ဂါဂျူ Yahoo ဂျူ Yahoo ပေါ့ဂျူမဟုတ်ဘူး Yahoo ကနော်ဒါဒီအားလုံးဟာလူတွေရဲ့ကံကြမ္မာတွေကဒါဒီပုံမှန်မူတည်ပြီးတော့ပြောင်းလဲတယ်အဲ့လိုပဲကြာတပတိပြောင်းရင်လေပန်ကောင်းသွားတာတို့ဟလာပိုကောင်းသွားတာတို့ဒါမျိုးတွေဂျုံရတယ်ပေါ့နော်အဲ့တော့ကြာတပတိဂျူက9ရက်နေ့လာမဲ့9ရက်နေ့ကနေပြီးတော့ तू ကကရကတ်ရာဒီကနေပြီးတော့မေထုံရာဒီကို तू ကပြန်ဝင်တော့မှာအတက်ပေါ့နော်အဲကရကတ်ထဲမှာ तू ကအဲ တမတ်တက်သွားတာရှိတယ်ပေါ့နော်အခုပြန်ပြီးတော့သူကပြန်ဝင်မယ်ပေါ့နော်ဒီမိထုံကိုပြန်ဝင်မယ်ဆိုတော့ဒါတချို့လူတွေငွေကြေးကန်အလုတ်ကန်ဒါတွေအလုံးပွင့်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ချက်ကတော့နော်6ရက်နေ့6ရက်နေ့မှာဗုဒ္ဓဟူးဂျူကတူရာဒီကနေဘိဆာယာဒီကိုပြောင်းမယ်ပေါ့နော်တူရာဒီကနေဘိဆာယာဒီကိုပြောင်းမယ်အတွက်ဒါနည်းနည်းတော့ဂယုဆာယာပင်ဒါပေမဲ့တခုရှိတာကဒီကာလတွေအတွင်းမှာကျမတို့ တဘာဝဘေးရရှိနေတော့မယ်ပေါ့နော်တဘာဝဘေးရအလုံးဂယုဆာရမယ်တဲ့မှာနိုင်ငံတိုင်းနိုင်ငံတိုင်းတနိုင်ငံချင်းစီအလိုက်ကဘာတစ်ခုလုံးကတကဘာလုံးပေါ့နော်ဂယုဆာရမယ်တဲ့မှာတဘာဝဘေးရှိနေတော့မယ်ပေါ့နော်တဘာဝဘေးရဂယုဆာရအောင်မယ် အဲခုနှစ်ရက်နေမှာကျတော့အင်္ဂါဂျူအင်္ဂါဂျူကသူပိုင်တဲ့ဗိဆာယာတီကနေပြီးတော့ဓနုယာတီကိုသူပြောင်းမယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဗိဆာယာတီကနေဓနုယာတီကိုပြောင်းမယ်ဓနုယာတီကကြာကြာသပတိဂျူပိုင်တာပေါ့နော်အဲ့တော့အဲ့လိုပြောင်းသွားတဲ့အတွက်ကတော့ဒါကျမအနေနဲ့တော့ဒါသူပိုင်တဲ့ဗိဆာကနေပြီးတော့ကြာသပတိပိုင်တဲ့ဓနုယာတီကိုပြောင်းလာတာကျမကတော့ကောင်းတယ်လို့ကျမယူဆတယ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့ဒါက နည်းနည်းတော့ပိုကောင်းလာပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီတော့စနေကဘယ်မှာရှိနေတော့လဲဆိုတော့မင်းယာဒီမှာရှိနေတော့မယ်စနေကမင်းယာဒီမှာရှိနေပြီးတော့သူပြောမယ်ဆိုလို့ရှိရင်တော့အင်္ဂါပေါ့နော်အင်္ဂါချူပိုင်နဲ့နော်တင်ညာဒီကို တမတ်သက်အမြင်နဲ့ကြည့်နေတော့မယ်အဲ့ဒါကတော့ဒါတိတ်မကောင်းဘူးပေါ့နော် Yahoo ကလည်းကုန်ရာသီမှာရှိနေတယ်ဒီနေရာမှာတခုပြောချင်တယ်သိလားကုန်ရာသီမှာရှိနေတဲ့အတွက် Yahoo စီးနေတဲ့လူတွေကဒီရက်ပိုင်းမှာလीကျမကြီးလဲကြားတယ်အလုတ်အကန့်အခက်ခဲတွေလဲပေါ်တယ်အိမ်ထောင်ရေးပြဿနာလဲပေါ်တယ်ပြီးတော့နော် ဘလူဟာမျိုးတွေဆက်ပြီးတော့ပေါ်လဲဆိုတော့เนาะ Yahoo စီးခံနေရတယ်ဥမာစမ်းကို Yahoo စီးတာတို့เนาะအဲစမ်းဆိုတာတနင်္လာတနင်္လာကို Yahoo စီးတာတို့เนาะကြာသပတေးကို Yahoo စီးတာတို့ဗုဒ္ဓဖူးကို Yahoo စီးတာတို့တောက်ကြာကို Yahoo ဘသူမဆိုကောစာ Yahoo စီးပြီဆိုရင်ကျမတို့ပြဿနာတွေတက်တယ်ဘလူပြဿနာတက်လဲအထင်လွဲခံရတာအချုပ်เนาะတချို့ဗုဒ္ဓဖူးကိုကောစာ ယာဟုစီးတဲ့ချိန်ဆိုအချုံနောင်ခံရတယ်အချို့ကလေနော်နောက်တချို့ကကြတော့မင်းမြန်းစစ်စေးခံရတာတို့နော်ဒါမျိုးတွေဂျုံရတတ်တယ်ဒါအပြင်နော်ဘာဒီဂျုံရလဲကိုကအိမ်နဲ့အဝေးဦးကိုရောက်သွားတာတို့နော်နိုင်ငံခြားကန်ကောင်းသွားတယ်တချို့အတွက်ကလည်းဒါနိုင်ငံခြားကန်ကောင်းသွားတယ်လို့ပြောမိမယ်ကိုအိမ်ကနေပြီးအဝေးဦးကိုရောက်သွားတာတို့ဒါမျိုးဂျုံရတတ်တယ်နောက်အိမ်တော်ကြီးဆိုလို့ရှင်လေအိမ်တော်ကြီးပြဿနာတွေ ပေါ်လာတာတို့ဒါမျိုးတွေဂျုံရတတ်တယ်အမှုပြဿနာတွေပေါ်လာတာတို့ဒါတွေဂျုံရတတ်တယ်ပေါ့နော်အဲ့တော့အင်းကျွန်မအနေနဲ့ကတော့ Yahoo ကအခုအဲကုံရာဒီမှာရှိနေတယ်ကုံရာဒီကနေသူနောက်တနည်းအားကိုပြောရင်ဒီအခု Yahoo အစင်းင်းခံနေရတဲ့လူတွေကတော့လွတ်သွားမယ်အဲဒါပေမဲ့အဲ Yahoo နောက်တချို့လူတွေအတွက်ကတော့ Yahoo အစင်းင်း ထပ်ပြီးတော့ Yahoo အစင်းကြီးဂျုံရမယ်ပေါ့နော်အဲ့လိုပြောချင်တာအဲ့တော့ကျွန်မပြောချင်တာကမိသူမဆိုးကိုယ့်ရဲ့ကံတရားဟာဂျူရီပေါ်မှာမူတည်နေတယ်အဲ့ဒီဂျူရီဟာလေကိုယ့်ရဲ့မွေးထားတဲ့မွေးတဲ့ဇာတာရဖြစ်ပေါ်လာတဲ့ဂျူရီပေါ်မှာကောင်းကင်မှာသွားနေတဲ့ကောစာ ေါ်တယ်ပေါ့နော်ကောစာဂျူလို့ခေါ်တယ်ကောင်းငင်မှာရှိတဲ့ဂျူတွေရဲ့အသွားလာအစင်းင်းပေါ်မှာမူတည်ပြီးတော့ကျမတို့တွေရဲ့တန်တရားတွေဟာပြောင်းလဲနေတယ်ပေါ့နော်ဒါကတော့သိပ္ပံနည်းကြလဲပြောလို့ရတယ်နော်ဒါကျမတို့ astrologer တွေနည်းလဲဒါကိုအမြဲတမ်းတွေ့လို့ရတယ်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီကာလမှာ အဲကျွန်တော်တို့ဂယူးဆိုင်ရမယ့်ဟာတွေတော့ထပ်ပြောမယ်ဆိုရင်နံပါတ်1ကတော့တဘာဝဘေးကိုဂယူးဆိုင်ပါเนาะတဘာဝဘေးကိုဂယူးဆိုင်ပါတချို့ဒေတာတွေအတွက်ကတော့ဒါစစ်ဘေးရှိရလို့ပြောပေမဲ့အင်္ဂါဂျူအပြောင်းလဲရှိသွားတဲ့အတွက်ဒါကတော့เนาะအင်္ဂါဂျူက ခုနှစ်ရက်နေရနေစပြီးပြောင်းသွားမယ်ခုနှစ်ရက်နေရနေစပြောင်းမယ်ပေါ့နော်အဲ့တော့အဲဒါကြတော့တချို့ဒေတာတွေအတွက်ကတော့ဟုတ်တယ်ဒါပေမဲ့တချို့ဒေတာအများစုအတွက်ကတော့အင်္ဂါချိုပြောင်းလဲဖြစ်သွားတဲ့အတွက်တော့ဒါနည်းနည်းသက်သာမယ်သဘောရှိတယ်ပေါ့နော်အဲ့လိုပြောလို့ရပါတယ်နောက်တစ်ခုကစီးပွားရေးလုပ်ငန်းမှာကြတော့နော် ဘဏ်လုပ်ငန်းတို့စောက်လုပ်ရေးလုပ်ငန်းတို့အယောင်းဝယ်တို့မှာသွားပြီးတော့ထိခိုက်နိုင်တာတွေ့ရတယ်ပေါ့နော်ဒါတွေကတော့ဒီဥစားမဲ့ကာလာတွေဘဏ်လုပ်ငန်းတွေနော်အဆုံးရှုံးတာတွေကြီးကြီးမားမားရှုံးပေါ်တာတွေဖြစ်တတ်တဲ့စောက်လုပ်ရေးလုပ်ငန်းတွေနော်အခက်ခဲတွေအများကြီးပေါ်တတ်တယ်နောက်အယောင်းဝယ်လုပ်နေတဲ့လူတွေကုသရောင်းဝယ်လုပ်နေတဲ့လူတွေဒါတွေကအခက်ခဲတွေအရှုံးနေနဲ့ရင်ဆိုင်ရတာတို့ကြုံရတဲ့အတွက်တွေ တွက်ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားလှုပ်ဖို့ကတော့မသင့်လျော်သေးတဲ့ကာလလို့ကျွန်မကတော့အဲ့လိုပြောချင်တယ်เนาะအဲ့တော့ကို့အနေနဲ့တခခုရင်းနှီးမြှုပ်နှံမှုလှုပ်တော့မယ်ဆိုရင်ကံတရားကဘလို့ရှိသလဲဆိုတာတော့စစ်ဆေးပါเนาะကို့ဘဝအတွက်အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်မယ်လှုပ်တော့မယ်လို့စဉ်းစားတဲ့အခါတိုင်းမှာကို့ရဲ့ကံကိုစစ်ပါလို့ကျွန်မကတော့မြတ်တာနဲ့တိုက်တွန်းချင်ပါတယ်ဘာကြောင့်လဲဆိုတော့လူတိုင်းလူတိုင်းဟာကံတရားကအထောက်ပံ့ပေးတယ်ဆိုရင် တော်ရုံစူးစမ်းလိုက်ုံနဲ့သူကအောင်မြင်သွားတယ်အဲ့လိုကန်တရားကအထောက်ပံ့မပေးဘူးဆိုရင်ဘလောက်စူးစမ်းစူးစမ်းကိုယ့်ရဲ့စူးစမ်းမှုနဲ့ဝိရိယအကျိုးပဲခံစားရတယ်ပေါ့နော်အဲ့တော့ကန်တရားအထောက်ပံ့ပေးတဲ့အချိန်ကိုယ့်ကိုကန်တရားကကောင်းကောင်းမွန်မွန်အထောက်ပံ့ပေးတဲ့အချိန်ကိုရွေးပြီးတော့ နော်ကိုယ်ဘဝရဲ့အပြောင်းလဲတွေကိုလုပ်တင်ပါတယ်။ကံတရားကကိုယ့်ကိုအားနည်းနေတဲ့အချိန်ကိုယ့်ကိုအာကံအားနည်းပြီဆိုတာနဲ့အကုသိုလ်ကအကျိုးပေးပြီ။အဲ့တော့အဲ့လိုမျိုးအကုသိုလ်အကျိုးပေးတဲ့ကာလတွေမှာတော့ကိုယ့်ဘဝအတွက်အပြောင်းလဲတွေကိုမလုပ်စေချင်ဘူးပေါ့နော်။အခုပြောမှာက ကိုယ့်ရဲ့ကံကိုနော်နှိုးဖို့နော်လက်ပိတ်နေတယ်ဆိုရင်ကံပွင့်ဖို့အတွက်ကျွန်မအခြေတရားတစ်ခုပြောမယ်ပေါ့နော်။ဒါကဟိုကိုပိတ်နေတယ်လက်ပိတ်နေတယ်ဆိုရင်ပွင့်သွားဖို့ เนาะเอဟုတ်ပြီကိုကကောင်းနေတယ်ကန့်ကောင်းနေတယ်ဆိုလဲပိုကောင်းမှုအဲ့ဒီအတွက်ကိုရည်ရွယ်ပြီးတော့ကျမကဒီဂျေရီယာကိုပေးတာဖြစ်တယ်အဲ့ဒါကိုတော့ကိုကစိတ်ထဲကနေယုံယုံကြည်ကြည်နဲ့လှုပ်ဖို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်เนาะတချို့ကအပျော်သဘောလောက်တာရှိတယ်ကျမသိတယ်သိလားဒါပေမဲ့အဲ့ဒါဟာအပြော်ဆိုရင်အပြက်ဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်အပြော်မလုပ်ပါနဲ့ကောင်းကောင်းမွန်မွန်သေသေးချာချာလေးလှုပ်ရင်ကောင်းကောင်းမွန်မွန်သေသေးချာချာလေး ဖြစ်ပါတယ်เนาะအဲ့တော့ جماعه ကတော့အပင်ဆိုက်ရတာဝါသနာပါတဲ့လူဆိုတော့ကံပွင့်စီကို جماعه အပင်ဆိုက်ဖို့အတွက် جماعه ပြောမယ်เนาะအဲ့တော့ဒီနေရာမှာရှိတယ်ဆီယမ جماعه တို့ကတိုက်ခတ်နေနေတာအပင်ဆိုက်ဖို့ခက်တယ်โอเค جماعه လည်း ျမစိုက်ထားတဲ့အပင်လေးတွေဆိုအိမ်ထဲမှာစိုက်ထားတာเนาะအိမ်ထဲမှာကျမအိမ်ထဲမှာအပင်တွေအများကြီးရှိတယ်အိမ်ထဲမှာစိုက်တဲ့ဝန်နာမှာစိုက်တဲ့အဲ့လိုပေါ့ကိုစိုက်လို့ရတဲ့နေရာလေးတွေမှာအပင်စိုက်လို့မရတဲ့နေရာဆိုတာမရှိဘူးเนาะကျမတို့ဟိုဂျပန်ရောက်တုန်းကအဲကျမဂျပန်ကိုရောက်သေးတယ်အဲ့ဂျပန်ကိုရောက်တုန်းကဘာလေးစိုက်လဲဆိုအဲ့တအိမ်အဲ့ဟိုအိမ်ပေါ့နော်အိမ်နေပေါ်မှာအပင်နေအပင်နေအပင်နေစိုက်ကြတာအရင်လှတာပဲသိလားနော်ဆိုတော့ဒါအပင် တိုက်ခန်းနေနေလို့မြင်မရှိလို့အပင်ဆိုင်လို့မရဘူးဆိုတာဒါခက်တိန်တိန်အတွေးလို့ကျွန်မယူဆတယ်သိလားနော်စိုက်လို့ရတယ်နော်အဲ့တော့ကိုကစိုက်မယ်ဆိုရင်နော်အမ်ကိုစိုက်ရမယ်အချိန်နေရာဒါဒီကျွန်မအကုန်ပြောမယ်နော်အဲ့တော့ပထမဦးဆုံးကိုကကိုရဲ့နော် ကောင်းတဲ့အရက်မှာကိုကစရမယ်နော်အဲ့တော့စိုက်တဲ့အခါကျတော့ကိုကရေရေတန့်တန့်လေးတစ်ခွက်ကိုဖလားနဲ့ယူမယ်ပြီးရင်အဲ့ဒါကိုကိုကအရင်ဆုံးဆူတောင်းမယ်နော်ဖျားကိုတောက်တော်ရေအရင်ကတ်လိုက်ပြီးရင်အဲ့ဒါကိုပဲကိုကပြန်စွန့်ပြန်စွန့်ပြီးရင်ဆူတောင်းမယ်เนาะဒီရေလေးနဲ့အိတ်ဖဲကဒီကရေကိုเนาะကိုက ဲ့ဒီရေလေးကိုကိုကဒီစပရေးဘူးလေးနဲ့ထည့်ပြီးတော့အပင်ကိုအဲ့ဒါလေးနဲ့ဖြန်းမယ်။ဘယ်နည်းတိတိဖြန်းရမလဲဆိုအဲ့ဒါကိုရေစင်လို့သတ်မှတ်ပြီးတော့33ရက်တိတိဖြန်းရမယ်။မှတ်ထားပါနော်။33ရက်တိတိဖြန်းရမယ်။အဲ့တော့အဲ့ဒီရေကရေကိုနော်အဲ့ဖလားတွေကရေကိုကျမတို့ဘာလုပ်မလဲဆိုရင် ပထမအုပ်ဆုံးညာလက်ညိုးနဲ့ကကြီးဆိုတဲ့ကအခေယာကိုကျမတို့ရေးမယ်နော် ကကြီးဆိုတဲ့ဟာကိုရေးမယ်နောက်အပင်ကိုကိုကဖြန်းမယ် ဲ့လိုဖြန်းပြီးတော့နောက်တနေ့ကျရင်ကိုကခါခွေးကိုရေးမယ်เนาะအဲ့ဒီဟိုဟာထဲမှာเนาะခါခွေးလေးကိုရေးမယ်ရေးပြီးရင်တခါရေကိုဖြန်းမယ်အဲ့လိုမျိုးအခေယာ33လုံးစလုံးကိုနေ့တိုင်းကိုကရေးသွားမယ်ရေးပြီးရင်ဖြန်းမယ်အဲပြီးသွားပြီနောက်နေ့အဲအဲ့ဒီမှာကာကြီးခါခွေးပြီးရင်ဂါငယ်ရေးမယ်ပြီးရင်ဂါငယ်ရေးမယ်ပြီးရင်ဖြန်းမယ်အဲ့လိုမျိုး33ရက်တိတိလောက်ရမယ်တကယ်လို့ပြက်ခဲ့ရင်ကာကြီးကနေစပြီးပြန်ရေးရမယ် နော်အဲ့ဒါကိုလောက်ပါနော်အဲ့တော့ဘယ်နေ့ကနေစပြီးတော့ဘယ်နေ့သားတွေကဥမာတနင်္ဂနွေဆိုရင်အုံးပင်ဆိုင်နော်ဆိုက်ရမယ့်အပင်ကအုံးပင် နော်အဲ့တော့တချို့ကရှာရှာပေါပေါမေးတယ်ဒီဆရာမအုံညွန့်ထိုးလို့မရဘူးလား no ဒါကကံအတွက်ကိုကျမတို့ကအပင်ဆိုင်တာနော်အဲ့ဒါကြောင့်အုံးပင်ဆိုက်မယ်တနင်္ဂနွေသားသမီးကတနင်္လာသားသမီးကဂန့်ခေါ်ပင်ဆိုက်ပါနော်ဂန့်ခေါ်ပင်ဆိုက်လို့ရတယ်တနင်္လာသားသမီးက အင်္ဂါသာသမီးဟာနှင်းစီပင်စိုက်ပါနော်ဗုဒ္ဓဟူသာသမီးဟာရွက်လာပင် စိုက်ပါရွှေလာငွေလာစိုက်လို့ရတယ်ဗုဒ္ဓဟူသာသမီးဟာရွက်လာစိုက်ပါကြာတပတိသာသမီးကကြတော့ပိန်းပင်စိုက်လို့ရတယ်ရဲယူပင်စိုက်လို့ရတယ်နော်ကြာတပတိသာသမီးဟာပိန်းပင်စိုက်လို့ရတယ်နောက်ပြီးတော့မေမျိုးပန်းစိုက်လို့ရတယ်နော်မေမျိုးပန်းပိန်းပင်စိုက်လို့ရတယ်တောက်ကြသာသမီးဟာပိန်းပင်စိုက်လို့ရတယ်နော်ဂျာကျမ ပြောတဲ့ဟာတွေကိုသေချာမှတ်ထားပါเนาะတောက်ကြသားသမီးอ่ะပိန်းမြင်ဆိုင်လို့ရတယ်နောက်ပြီးတော့တိတ်ခွတိတ်ခွကိုကျမမဆိုင်စေချင်ဘူးတောက်ကြသားသမီးอ่ะသီးပင်ဆိုင်ပါเนาะသီးပင်ဆိုင်လို့ရတယ်ကြာသပတိကခုနပြန်ပြောပြီးပြီအမ်ပိန်းမြင်ဆိုင်မယ်မီမျိုးပန်းဆိုင်မယ်เนาะဟိုရွက်လဗုဒ္ဓဟူးอ่ะရွက်လသို့မဟုတ်ရဲရိုပင်ဆိုင်မယ်ကြာသပတိကပိန်းမြင်သို့မဟုတ်မီမျိုးပန်းဆိုင်လို့ရတယ်မီမျိုး ပန်းဆိုင်လို့ရတယ်เนาะတောက်ကြသားသမီးကတီးပင်ဆိုင်လို့ရတယ်เนาะတချို့ကတစ်ခွာဆိုင်ကနိုးမရဘူးတစ်ခွာမရဘူးတောက်ကြသားသမီးကเนาะတီးပင်ဆိုင်လို့ရတယ်တီးတီးเนาะတီးပင်ဆိုင်လို့ရတယ်နောက်ပြီးတော့အိုစနေပေါ့နော်စနေသားသမီးကကြတော့ဒန်းပင်ဆိုင်လို့ရတယ်เนาะသူကဒန်းပင်ဆိုင်မယ်အဲ့ဒါကို33ရက်စလုံး အခေယာလှုပ်ထားပြီးပထမဦးဆုံးရေကိုဖះကိုလှူမယ်ပြီးရင်အဲ့ဒါကိုပြန်စွန့်မယ်ဖះကိုပြန်စွန့်ပြီးရင်အဲ့ဒီရေကိုပဲကိုကဖလားထဲမှာထည့်ပြီးအဲ့ဒီရေကိုညာဘက်လက်နဲ့ကကြီးရေးမယ်အဲ့ဒါလေးကို ရေးပြီးပြီဆိုရင်အဲ့ဒီရေလေးကိုကိုကသေးရွက်လေးနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင် စပရေးဘူးလေးတွေကိုပဲဖြစ်ဖြစ်ထည့်ထည့်ပြီးရင်အပင်ကိုဖြန်းမယ်အပင်ကိုဖြန်းတဲ့အခါဖြန်းပြီးရင်ဒီတိုင်းမပြူဖြန်းတဲ့အခါမှာမြစ်တာတုတ်ကိုတစ်ခေါက် နော်မေတ္တာသူကိုတစ်ခေါက်ပူဇော်မယ်24ပစ္စည်းကိုတစ်ခေါက်ပူဇော်မယ်24ပစ္စည်းအကျယ်ရွေးစရာမလိုဘူးနော်ဟိုပါရွေးလို့ရအချင်းရွေးလို့ရမေတ္တာသူကိုတစ်ခေါက်ပြီးလို့ရှိရင်24ပစ္စည်းအချင်းကိုတစ်ခေါက်နော်ပြီးလို့ရှိရင်ကိုကနော်ကိုရွတ်ချင်တဲ့ကိုစိတ်ထဲမှာပေါ်လာတဲ့ဂုံတော်တစ်ခုကိုပွားပါအဲ့လိုပွားပြီးအဲ့ဒါဒါကို စိတ်ထဲမှာပေါ်လာတဲ့ဂုဏ်တော်ပွားလို့ရတယ်တချို့ကအရဟံပွားလို့ရတယ်တချို့ကသမန္တဗုဒ္ဓပွားလို့ရတယ်ကိုယ်ထဲမှာနော်ကိုယ်ယဉ်ထဲမှာကိုယ်စိတ်ထဲမှာကိုယ်တဒါပေါ်လာတဲ့ဂုဏ်တော်ပွားပါ33ရက်တီတီအဲ့လိုလုပ်ပါမယ်အဲ့ဒါဆိုရင်ဘာဖြစ်မလဲလို့ပြောရင်နံပါတ်1ကကံပွင့်မယ်နော်ကံပွင့်မယ်ဟုတ်ပြီအဲ့တော့ စီးပွားတက်မယ်ကံပွင့်မီဆိုကလေးကဒါစီးပွားတက်တာတို့လူချစ်လူခင်ပေါ်တာတို့ဘေးရန်ကင်းတာတို့เนาะအဲဒါမျိုးတွေဖြစ်လာမယ်အပင်ကရှင်နေဆိုရင်ဒါကိုကံတကယ်တက်ပြီဟုတ်ပြီအပင်သေသွားတယ်အပင်သေတယ်ဆိုရင်ဂယုဆိုင်ပါအဲ့ဒါကိုရဲ့ကံကဒါအာနေနေတယ်ဆိုတာကိုပြတာပေါ့เนาะဟုတ်ပြီအဲ့လိုအပင်သေသွားရင်ဆရာမဘာလုပ်ရမလဲဆိုပရိတ်ကြီးဆက်တတ်တုတ်ယူရမယ် နော်အပင်သေးသွားတဲ့လူကပရိတ်ကြီးဆက်သက်သက်ယူရမယ်ပထန်းပူဇော်ရမယ်ဂုံတော်ကိုးပါးကိုပတိတပတ်စိတ်ရမယ်ငွေကြီးကံခတ်နေတယ်ဟလာအဲအပင်ကလည်းသေသွားတယ်ငွေကြီးကံလည်းခတ်နေတယ်ဆိုရင်တော့ဂုံတော်ကွန်ချာကိုတနည်းကိုကိုးကမဖြစ်မနေကိုပူဇော်ရမယ်နော်အဲဒါကတော့ကျမတို့ကံတရားကိုဒါကျမရှိမှဘေးရင် ဟောတချို့ကလည်းဘေးတင်မေးတယ်ပေါ့နော်ဘေးတင်မမေးမေးဖို့အတွက်ခက်ခဲတဲ့လူတွေရှိတယ်လေနော်အဲ့လိုမျိုးဘေးတင်မေးဖို့အတွက်ခက်ခဲတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်မကတပတ်စာတပတ်စာဒီလိုရည်ရွယ်တယ်တပတ်မှာအပတ်စဉ်ပေးနေတာပေါ့နော်တချို့ကလည်းဒါဆိုရင်33ရက်တောင်လောက်ရမှာဖြစ်တဲ့အတွက်ဒါလည်းအဋ္ဌိဒံတစ်မျိုးပဲပေါ့နော်33ရက်လောက်ရမယ်အဋ္ဌိဒံဖြစ်တယ်အခရာကြီးရေးမယ်ပြီးတော့33ရက်စလုံးမှာကိုကဒါလေးကိုတည်တည်ချာချာလေးလုပ်မယ်ဆိုရင်ကံပွင့်မယ် စီးပွားတက်မယ်လူချစ်လူခင်ပေါ်မယ်ဘေးရန်ကင်းမယ်ရုံရုံကြည်ကြည်နဲ့လောက်ပါလို့ကျွန်မကမြတ်တာနဲ့တိုက်တွန်းပါတယ်